ခင်ဗျားတို့လုံးဝမလုံးကြော်တော့ပါအဘမောက်ဟွန်းအဘမောက်ဘမောက်ကလည်းလာခဲ့ပါမယ်ဘမောက်ကလည်းလာခဲ့မယ်နော်ဘမောက်ကသတင်းနေအဲသိရှိထားတာအများကြီးပါပဲနော်အဲသိရှိတာအများကြီးပဲနည်းနည်းလေးပြောခတ်တဲ့အတိုင်းသားလေးရှိပါတော့ကျွန်တော်အလုံးဝဒီပြုကိုစူးစမ်းနေရလေးရှိရနော်အဲ့တော့ဘမောက်ချင်းလေးပေါ့ကဲနောက်ထပ်အဲကြောက်ဖြူကြောက်ဖြူကြောင်းပြောမယ်နော်ကြောက်ဖြူကဘယ်လိုလဲဆိုတော့ အဲအလုံးတိမှာပေါ့ကြောက်ဖြူအဓိကကာကွယ်ပေးထားတညာဝရီတို့ရဲတရင်32တို့နော်လက်ခမော်တို့နော်အဲ့ဘက်ချမ်းမှာရှိနေတဲ့စစ်တပ်ကတတ်ဖြန်လာတတ်ဖြန်လာအများကြီးပဲကျွန်တော်ကျွန်တော်ကြည်ပါတယ်အာကျွန်တော်အေအေပေါ့နော်အေအေစစ်သေးကြော်လေးဘက်ကတင်ထားတဲ့အာသတင်းတွေလည်းကျွန်တော်ကြည်ပါတယ်ကြည်တဲ့ခါမှာတော့တတော်တိုက်ပွဲပြင်းထန်တယ်တို့သတင်းထဲမှာတော့ဒါကြီးစံနေဟိုကမှန်ဒီကမှန်စစ်တပ်လည်းရစရာမရှိတော့ဟုတ်လား အာတာလိုင်းရင်းမလားမှာဒီလီပေါ်ရှင်မှာကျဆိုးလိုက်နော်ဒီစနေအစင်းမြန်မာနိုင်ငံအတွင်းလက်တော့ဖြစ်ပေါ်နေတဲ့နိုင်ငံရေးတိုက်ပွဲတန်းတွေကိုအနေစီတန်ဆက်ပေးနေတဲ့စနေကိုပဲဖြစ်ပါတယ်ခင်ဗျာဆောင်ရောအားပေးကြဖို့တိုက်တွန်းပါတယ်ခင်ဗျာသူ့ဘတ်ကိုဘတ်ဆွဲမယ်သူ့စိတ်ဆန္ဒကိုစိတ်ဆန္ဒသူ့ယီမန်းချက်ကိုယီမန်းချက်နော်သူ့လမ်းစဉ်ကိုလမ်းစဉ်နဲ့ပြဿနာတွေများနေတာပါဗျာဖြက်စည်းနေကြတာနော်အဲဖြက်စည်းနေတဲ့ထဲမှာအဲ့တော့အင်အားနည်းနည်းရှိကျုံမြန်မာပြည်သားများလေနိုင်ငံကို တက်မှတ်အောင်နိုင်ငံကောင်းအောင်ပြင်ဖို့เนาะဟိုပူပေါင်းဆောင်ရွက်ဖို့ကြာအားနေတယ်အဲ့လိုလူမျိုးတွေကပူပေါင်းဆောင်ရွက်ခြင်းနဲ့ပြင်ချင်တဲ့သူတွေကနုံလဲဆိုပဲရှိတယ်အာနာနည်းနည်းရှိရင်အင်အားနည်းနည်းရှိရင်နည်းနည်းပြက်စီးတယ်များများအင်အားရှိတယ်များအာနာရှိရင်များများဖြက်စီးတယ်အဲ့တော့ဒီအခုကြည့်ပါဗျာမြန်မာနိုင်ငံရေးပေါ့မြန်မာနိုင်ငံမှာအာဏာလုံးဝမရှိတဲ့သူတွေအင်အားလုံးဝမရှိတဲ့သူတွေကနိုင်ငံကိုတိဆောက်နေတယ်။ဥပမာအပြင်မြန်မာနိုင်ငံမှာဆိုတာအာဏာလည်းမရှိဘူး နော်ကျွန်တော်တို့ပါဝါလည်းမရှိဘူးလက်နက်လည်းမရှိတဲ့ဒီအရက်ဖက်အဖွဲ့အစည်းတွေပေါ့နိုင်ငံဒီစောင့်နေတယ်ဗျာနော်အဲနောက်ထပ်ကျွန်တော်တို့အာလူမှုအသင်းအဖွဲ့အစည်းတွေနိုင်ငံကိုတိစောက်နေတယ်ဗျာနော်လုံးဝပြည်သူတွေပေါ့ပြည်သူတွေကပဲပြည်သူကိုဖေးမှပြီးနိုင်ငံကိုတိစောက်နေတယ်ဗျာဒါပေမဲ့တော့အာနာနည်းနည်းရှိတယ်အစုအဖွဲ့နည်းနည်းရှိတယ်ဆိုနိုင်ငံကိုနည်းနည်းဖြတ်စီတယ်အာနာနည်းနည်းများတယ်အစုအဖွဲ့နည်းနည်းများရင်နိုင်ငံကိုပုံပြီးဖြတ်စီတယ်အာနာရှိဆုံးလို့ဆိုတာနိုင်ငံကိုဖြတ်စီနေတယ်လို့ပြောလို့ရပြီဗျာမင်္ဂလာပါဗျာဗမာမျိုးအခြေအနေကိုမမမင်္ဂလာပါ ။ဗမောက KI တိမ့်လိုက်ပြီးပြောတယ်ဟုတ်လားရှင်။ဗမောက KI တိမ့်ဝင်နေတယ်တသား။ရွှေကူးမာတော်မှာပဲသူတို့တင်တန်းအခုဗမောကသူတို့ဘလို့မှမလုံးကြုံတော့ဘူးနော်။ဗမောကလည်းသူတို့ပြင်းပြင်းမပြေးလို့ရှိရင် KI ဟာဒါကစကားတစ်ဆက်တည်းပြောပါမယ်နော်။ရခိုင်နဲ့စကားတစ်ဆက်တည်းပြောပါမယ်။ဗမောကလည်းပြင်းပြင်းမပြေးလို့ရှိရင် KIA ရ performance တော့ ကလိုင်းပေါက်နဲ့ဖားကောက်တယ်လို့ပါပဲနော်အရှိကနေပြီးတော့စစ်သားတွေလိုက်စုတယ်တခါစစ်တပ်ကိုတိုက်ပြီးစစ်တပ်ကလုံးဝအစင်အရာတွေအကုန်လုံးယောက်သွားပြီယောက်သွားပြီးတော့စခန်းတွေတနေရာပြီးတနေရာမြို့ကိုလည်းသိမ်းပြီးပြီနော်ကျွန်တော်တို့နောက်ထပ်နေရာတွေထပ်သိမ်းနေပြီအေးဒါပေမဲ့တော့ KIA အဲ့ဒါမခံချင်ဘူးမခံချင်တဲ့အတွက်ကြောင့်မို့လို့စစ်တီတွေလိုက်စုတယ်ဆူရဆူပြီးတော့စစ်တင်တန်းသွားပေးတယ်သူတို့တင်တန်းပေးတဲ့နေရာတင်တန်းပေးသူကဆူလိုက်တမင်မွေးလိုက်ကြားစားလိုက်ပဲသူကဆူလိုက်ဒါကလည်းစစ်တပ်ကတည်းကလင်းနဲ့ကျဲချသွားတယ်ဟုတ်မှာပါပါအဲ့တော့ KIA အနေနဲ့ လိုင်းပေါက်တဲ့ဖားကောက်တယ်လို့ပဲစစ်သားလေးဆူလိုက်လေးနဲ့အစာကောက်ခံလိုက်ဆိုရှင် KIA အတွက်လည်းမလွယ်ပါဘူး KIA အနေနဲ့ဗမော်ကနေလုံးဝပြင်းပြင်းမပြေးလို့ရှိရင်ဒီထက်ပိုပြီးတော့အကျိုးဆက်တွေနော်အဲ KIA ပြုတ်ပြုတ်ပြုံးမဲ့အခြေအနေမျိုးရှိတယ်လို့ပြောရမှာအဲ့ဒါချက်ကျွန်တော်တေချာသိစေချင်တယ်နော်အဲ့တော့စီရေးအဖြစ်ကျွန်တော်နေနေဒီတော့ဘာကြောင့်ညင်နေလဲဆိုလို့ရှိရင်ချင်းနေအိတ်ဆေးပဲလေရေခဲပါအားလုံးရေခဲပဲနော်အဲ့တော့ဗမော်နဲ့ပတ်သက်ပြီးကျွန်တော်အဲဒီလောက်မှာပဲဒီလောက်ဆိုနားလည်သိပြီထင်ပါတယ် ြင်းပြီးမပြေးဘဲနဲ့ကတ်နေမဲ့တွယ်နေမဲ့ဟဲ့ဆိုလို့ရှိရင်ချိန်မရွေးချိန်မရွေးအစာကောက်လိုက်မယ်နော်အာကြည့်ရတဲ့ထားပါခင်ဗျားတို့ပတ်မပေါ်ခင်ဗျားတို့မလုံးကြုံပါဘူးအဲ့တော့အကောင်းဆုံးလုပ်တင်တာကတော့နေငယ်ရင်အကြောင်းပေါ်တက်လက်မှတ်ထိုးစက်တက်နဲ့အပေးယူလို့မြန်မာနိုင်ငံကြီးကိုအကောင်းဆုံးနီလာနဲ့သွားနိုင်အောင်ကြိုးစားပါလိုက်ပြကြလို့ကြောက်ကြတော့တော့သဘောသေးလားဒါပေမဲ့ကျွန်တော်က ြည်စံတွေကိုတော်တော်လေးကိုကျွန်တော်မနှဲရှောင်ရအောင်နော်ဖုန်းထဲအောင်မနှဲရှောင်ရတာတကယ်နေပြမှာဘာမှမဖြစ်ပါဘူးလို့ကျွန်တော်ပြောပြောနေမှာလားတက်တာကြီးပဲတပြက်စီးလဲနေတာတပြက်စီးလဲဆိုတာနေနေရှင်းနေတာပဲရှိတယ်အဲ့တော့အဓိကကာဝေးထားပြတဲ့ရဲတိုင်30နှစ်အတွက်ညဝေကြီးတို့တကယ်ဒီလက်ခမော်တို့အဘချန်တွေကမှာဆိုလို့ရှိရင်အေးအေးဆေးဆေးဖြစ်သွားပြီ။အဲ့ထက်ပုံပြီးတက်ကလောက်ခေါ်မှဆိုရှင်တိုက်ပွဲတွေဆက်လက်ပေါ်ဆောင်လာတဲ့အခါမှာအခုဆိုရင်မင်းတက်တောင်ပေါ့မင်းတက်တောင်ကိုပြီးခဲ့တဲ့ရက်အနေငယ်ကပဲ ရက်နှဲငယ်ဆိုလို့အများကြီးမဟုတ်ပါဘူးเนาะရက်နှဲငယ်တွင်ကပဲမင်းတက်တောင်လုံးဝပြန်ရပါတယ်။ဘာကြောင့်ဆိုတော့မင်းတက်တောင်ကမင်းတက်တောင်ကိုသူတို့စီမိုးထားနိုင်ခြင်းဟာကြောက်ဖြူလို့အရင်စိတ်ဆိုးရင်ရတယ်။အဲ့တော့မင်းတက်တောင်ရတာရက်တိုက်30နှစ်ကဘလို့ပဲဖြစ်ဖြစ်အသက်လိုဖြစ်သွားရင်ရက်တိုက်30နှစ်အသက်ကမင်းတက်တောင်လို့ပြောလို့ရတယ်။အဲ့တော့မင်းတက်တောင်ကအေးအေးအသိမ့်ပိုက်ထားတယ်။သိမ့်ပိုက်ထားပြီးတော့ကျွန်တော်တို့30နှစ်ကိုတိုက်တယ်။30နှစ်ကြာလို့ရှိရင်တော့ကြောက်ဖြူမျိုးဟာမလွယ်ဘူးဖြစ်သွားမှာနော်။ကြောက်ဖြူနေနေနေဖြစ်သွားတော့ အဲ့တော့အခုရက်တိုင်း32ရက်အသက်ဖြစ်တဲ့ဒီပေါ့ကျွန်တော်တို့မင်းတက်တောင်ဟာပြီးခဲ့တဲ့ရက်အနေငယ်ပဲပြန်ရသွားပါပြီเนาะလုံးဝအားလုံးအေးဆေးသွားပြီးခဲ့တဲ့ကျွန်တော်ပရမတ်တစ်ခေါက်မှာကျွန်တော်တို့ဒီကာကင်းစခန်းကိုတက်ကလုံးဝပြန်ရလိုက်တယ်ကာကင်းစခန်းပြန်ရပြီးအခုဆိုရင်တောင်တောင်လုံးပေါ့မင်းတက်တောင်အခြေအနေတခုလုံးထိန်းလိုက်နိုင်ထိန်းလိုက်နိုင်ပြီးဆိုတော့ကြောက်ဖြူမျိုးကပါပဲဖြစ်ဖြစ်တော့အဲလုံးဝလုံးကြုံသွားပြီလို့ပြောလို့ရတယ် ဒါပေမဲ့ AA ကလည်းအင်အားတွေထပ်ဖြည့်ထားတယ်။အင်အားထပ်ဖြည့်ထားတယ်ကျွန်တော်တို့ဒီမောင်တော်ဘက်ကနေပြီးတော့အင်အားတွေထပ်ပြီးပို့တယ်။ပို့တော့အင်အားထောင်နဲ့ချီပြီးပို့ထားတယ်လို့ကျွန်တော်ကြားသိရတယ်။အဲ့တော့တိုက်ပွဲတော့ဆက်ကျန်းလာနိုင်ပြီမဲ့လက်ရှိအချိန်မှာစီရေးအသာစီးကတော့ကြောက်ဖြူမျိုးနဲ့လှမ်းနိုင်မြလှမ်းအောင် AA ကိုမောင်းထုတ်နိုင်နေပါပြီ။မင်းတက်အောင်ထက်ကျော်သွားပြီဆိုလို့ရှိရင်တွားပြီးကြောက်ဖြူမျိုးကဟုတ်အစုံဖျားကိုရောက်သွားပြီနော်။ကြောက်ဖြူမျိုးကညာကတ်လို့မရတော့နားကတ်လို့မရတော့အစုံဖျားကိုရောက်တဲ့အချိန်ကိုတက်ကမောင်းထုတ်ထားနိုင်ပြီဖြစ်တယ်။ချီးကျူးပါလေနော်။အဲ စစ်တီတွေအားလုံးရဲ့တိုက်ပွဲဝင်စိတ်တွေရပါလေရောเนาะအကောင်လုံးတော့တော်တော်ကောင်းမှပါလေအေးအေးနေနေကတော့အခုလောလောဆယ်အချိန်ထိမှာအခဲတော့မကြည့်ဘူးပေါ့လေဘယ်လိုသွားကြည့်မှလဲเนาะအကြောက်ပြူသူရတိုက်မယ်လို့ထားတာပဲဒါပေမဲ့အခုထက်လဲအင်အားပို့ထားဆိုတာသိဖို့လိုပါလေအဲ့တော့ဒါကြောက်ပြူအခြေတွေပေါ့ဗျာနော်ရွှေစည်းတွေတဲ့ ခဏနေပါရွှေဈေးတွေဆွဲတင်ပြီးကုန်ဈေးနှုန်းတွေကိုဆွဲတင်နေကြတဲ့ကုန်ပေါင်းတွေပြောပြပါအောင်တဲ့လမ်းမေးဈေးတွေကစပြီးတော့ရွှေဈေးဘလောက်ဖြစ်နေပြီတဲ့ရွှေနဲ့တက်ပြီးတော့ဟုတ်လားရွှေနဲ့တက်ပြီးရောင်းနေကြတဲ့ကုန်ပေါင်းတွေပြောပြပါအောင်တဲ့ကဲကြားတယ်နော်ကိုစီသူတဲ့ကုန်ပေါင်းသားမြန်မာနိုင်ငံထဲမှာရှိရင်တဲ့ဥမင်းအွန်လိုင်းကိုရန်လာဖန်းလောက်ခဲတော့တော့စီပြချာနောက်တော့အဖမ်းမှာသူကျွန်တော်ဖမ်းဖမ်းမှာ ခတ်တာကကျွန်တော်ကိုဖမ်းမယ်ဟေ့ဆိုလို့ရှိရင်အတူကဒီမိုကရေစီကိုအဓိကစံနှုန်းလို့သဘောထားတာလေနော်ဒါကျွန်တော်သူမဖမ်းပါဘူးဖမ်းလို့လည်းမရအောင်အခြေခံဥပဒေကိုယုံကြည်ကိုးကွယ်တဲ့သူတယောက်ဆိုရှင်ကျွန်တော်ဖမ်းမှန်လို့မရှိဘူး။ဘာကြောင့်လဲလားအခြေခံဥပဒေပုံမှန်နော်354ကမှာလွတ်လပ်စွာပြောဆိုဝေဖန်ခွင့်ရှိတယ်နော် freedom of expression လုံးဝအခြေခံဥပဒေအဖြစ်ကိုခွင့်ပြုထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ ကျွန်တော်ကိုဥမင်း online ဖမ်းမယ်ဆိုလို့ရှိရင်တော့ဥမင်း online တတော်ကြီးเนาะဆန္ဒပြောလို့ပေါ့ဥမင်း online တတော်ကြီးရှက်ခွဲမှသူဖမ်းသူ့ကိုသူအရှက်ခွဲပြီးတော့သူဖမ်းလို့ရမယ်အဲ့တော့ကြောင့်မလို့တော့သူအဲ့လောက်ထိတယ်ကျွန်တော်လိုလူမျိုးတယောက်တော့ပေါ့เนาะကျွန်တော်တွက်လောက်နေတော့သူအဲ့လောက်ထိအဲအခြေခံဥပဒေကိုတော့တစ္ဆာမဖောက်လောက်ဘူးတော့ကျွန်တော်မျှော်လင့်တာပဲအဲ့တော့ပုံမှန်တော့လည်း54ကောက်ဖတ်ပါလို့ကျွန်တော်ဖျားစုအခြေခံဥပဒေပါဟာလာမိုးကျွပြစ်အခြေခံဥပဒေပါဆိုလို့ရှိရင်အခုလိုမျိုးပေါ့ အဲတက်ကိုလည်းကောင်းစေခြင်းနဲ့နိုင်ငံကိုလည်းကောင်းစေခြင်းနဲ့သူ့ကိုလည်းကောင်းစေခြင်းနဲ့နော်အားလုံးကောင်းစေခြင်းနဲ့အတွက်ကြောင့်ဘို့လို့အပြောဆိုနေတဲ့ကျွန်တော်ကိုတော့မဖမ်းလောက်ဘူးလို့တော့ကျွန်တော်ညှော်လင့်တယ်။ဒါနဲ့လေသူတော်ဖမ်းရေးသေးတာဗျာနော်ကျွန်တော်ဘာဖြစ်လို့ဖမ်းမခံရရမှာလဲကျွန်တော်ဘာမှမဟုတ်ပါဘာချစ်ဘာချက်တရားပါအဲ့တော့အဘေကောင်းမွန်လေးရဲ့ပြုံပြုံလေးနဲ့ရေခဲပါတဲ့မင်္ဂလာပါအကုန်လုံးကုန်လုံးရေခဲပါနော်ရေခဲချင်နေရှိပါလား ဟိုအရင်ကခင်ဗျားကိုတဲ့အစိမ်းနဲ့မဘာသာဖုန်းကြီးတွေကတက်ချင်နေကြပြီတဲ့ live ပေါ်မှာမဘာသာဖုန်းကြီးတွေပြောနေကြပြီတဲ့ကိုလေးအေးကျွန်တော်တွေ့တယ်ကျွန်တော်တွေ့တယ်ကျွန်တော်စီကိုတွေ့တယ်ဘယ်ချိန်မှမပြီးခဲ့တဲ့နာရီပိုင်းလောက်ကပဲကျွန်တော်တွေ့တာဟာဟာနော်ကျွန်တော်ဘယ်ခေါမလဲချင်းချောက်မှုတွေအောင်ရှိလာတယ်ချင်းချောက်မှုဆိုတော့အရင်ကကျွန်တော်တအားချင်းချောက်တာနော်အရင်ကခင်ဗျားတို့ဒီတော်လန်ရေးအားပေးတဲ့အုပ်စုတွေကျွန်တော်ပြောနေပိမ့်ပေါ့ဗျာနော်အနေပိမ့်တွေတော့ကျွန်တော်ချင်းချောက်တာဘယ်လိုဒီချင်းချောက်လဲဆိုလို့ရှိရင် ဟာကျွန်တော်စီလူလွတ်လိုက်ပြီလို့သိရမလားအဘယ်အချိန်မှရောက်လာတော့မယ်လို့သိရမလားဟာကျွန်တော်စီချင်းချောက်စာလေးကျွန်တော်မရဘူးဆိုလို့ရှိရင်အဲ့ဒီစာဒီပဲကျွန်တော်မှတ်ထားရင်နေဆုံးထောင်ငန်းနီးပါးမှရှိတယ်ကျွန်တော်ရတယ်ကျွန်တော်ကျွန်တော်ချင်းချောက်လာကျွန်တော်သိရမလားတိတ်တော့လဲဟိုရေမခုန်တက်ပါဦးဘာလို့နိုင်ငံရေးတစ်ခုလုံးတော့ကစားောင်းတင်ထားသေးတာဗျာနိုင်ငံရေးသမိုင်းတစ်ခုလုံးတော့ကစားောင်းတင်ထားသေးတာ နော်ဥပဒေကြီးတစ်ခုလုံးတော့ကစားတင်ထားတဲ့သူတယောက်အနေနဲ့ဒီပါတီပါချက်ချင်းချောက်မှုတွေတော့ကျွန်တော်မကြောက်ပါဘူးနော်ကျွန်တော်ချင်းချောက်တာအဲ့အဲ့အဲ့ခင်ဗျားတို့ဒီဘိန်းတွေတော့ချင်းချောက်ခဲ့တာကျွန်တော်တော့အံ့အောက်ကိုကောင်းတယ်ဒါပေမဲ့ကျွန်တော်ပြုံးတော့မပြတ်ခဲ့ပါဘူးနော်အဲအခုလိုမျိုးစစ်တပ်နဲ့ပတ်သက်ပြီးကျွန်တော်ကျွန်တော်ဝေဖန်မှုတွေရှိတယ်နော်ဦးမင်းအောင်လည်းပတ်သက်ပြီးကျွန်တော်ဝေဖန်မှုပြုတ်တဲ့ခါမှာလည်းကျွန်တော်ကိုစစ်တပ်ထောက်ခံသူတွေပေါ့နော်အဲမှာအကုန်လုံးတော့မဟုတ်ပါဘူးစစ်တပ်ထောက်ခံသူတွေအဲ့လောက်မရိုင်းဘူးညဒါပေမဲ့တချို့တလေပေါ့နော် တချို့တလေလုံးဝစပိန်စပိန်စပိန်ဆိုတဲ့စပိန်စပိန်တော့မဟုတ်စစ်တောက်ထောက်ခံသူလည်းမဖြစ်နိုင်ပါဘူးเนาะကျွန်တော်ကြည့်တာတကယ်ဘာမှမသိညာမသိတကယ်နိုင်ငံရေးလောကမှာနက်ကရကြီးမောနေတဲ့တယောက်လောက်နှစ်ယောက်လောက်လည်းကျွန်တော်ကျွန်တော်ချင်းချောက်တာလည်းရှိတယ်အာသူတို့လည်းမတွေ့စေနဲ့ပေါ့เนาะအာသူတို့လည်းမတွေ့စေကျွန်တော်ချင်းချောက်နေကြချင်းချောက်တော့ကျွန်တော်မကြောက်ပါဘူးဘာကြောင့်မကြောက်လဲဆိုတော့ကျွန်တော်ကြောက်တာတခုပဲရှိတယ် ကျွန်တော်အသေးမှမကြောက်ဘူးကျွန်တော်ထောင်ကြမှာမကြောက်ဘူးကျွန်တော်ကြောက်တာတခုပဲရှိတယ်ကျွန်တော်ငရဲပြီသွားမှာရမ်းကြောက်တယ်ငရဲပြီသွားမှာရမ်းကြောက်တယ်အခုဖုန်းကြီးကချင်းချောက်တယ်ဆိုကျွန်တော်အရင်ကြောက်တာဘာကြောက်လဲဆိုတော့အဆင်မပြေကျွန်တော်ငရဲပြီရောက်သွားနိုင်တယ်ဖုန်းကြီးနဲ့ဆိုတော့ကျွန်တော်ကျွန်တော်ဗုဒ္ဓဘာသာဖြစ်နေကျွန်တော်ကိုမွေးဖွားလာတယ်နောက်ဗုဒ္ဓဘာသာမျိုးရဆင်းသက်လာတယ်လို့ဗုဒ္ဓဘာသာရဲ့တင်တင်ဆုံးမမှုအောက်မှာဤဒီမရွေးနော်ကျွန်တော်ဟာဗုဒ္ဓဘာသာဖြစ်နေကျွန်တော်ကိုမွေးဖွားလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ ဲဆရာတော်တန်ဃာတော်တွေကိုတော့ကျွန်တော်အရင်ကြောက်ပါလေ။ဘာကြောင့်လဲဆိုတော့ကျွန်တော်ငရေပြည်ကြောက်မအောင်။ကျွန်တော်မကြောက်ဘူးဆိုပြောရရင်တော့ထောင်မကြောက်ဘူး၊သေးမှမကြောက်ဘူး။ကျွန်တော်ငရေပြည်တော့တေးအောင်ကြောက်ပါလေ။အဲ့တော့အခုလိုမျိုးဘုန်းကြီးဟာကျွန်တော်ကိုချိန်ချောက်ပြီဆိုတဲ့ခါကျတော့ဒါငရေပြည်ရောက်ပါလေနော်။အဲ့တော့ကျွန်တော်နည်းနည်းလေးတော့ရှောင်ပြရစီဒီကိစ္စနဲ့တော်တော်မရရတဲ့ပုံမှန်နဲ့ဖမ်းပါတယ်သူတို့ကအချက်မှမရှိတာอืมအဲကြောင့်ချိန်ချောင်းနေတယ်ဟုတ်ပါလား